ခုရောက်ရှိနေရတော့ကျွန်တော်စကိုင်းမျိုးမိုးချချမီဘလီကိုရောက်ရှိနေရဖြစ်ပါတယ်ခင်ဗျအဲထဲမှာဆိုရင်ဒီဘလီဖြည့်စီးရတော်တော်များများတွေ့ရတယ်ခင်ဗျโอเคဒီမှာဆိုရင်ကျွန်တော်တို့အဲကြီးကြီးမားမားပြက်စီထားတာတွေအများကြီးပဲတွေ့နေရတာဆိုတော့ကျွန်တော်ဖေရှားရှင်လေးလုပ်နေတဲ့အဖွဲတွေကိုလည်းတွေ့ရတယ်။လုံးဝလုံးဝကျွန်တော်တို့ တစားချင်းကြိုကြပြက်စီသွားတဲ့အခြေအနေပဲခင်ဗျာဖေရှားရှင်လေးတွေတော့အတော်တန်လောက်ထားတဲ့ပုံပဲခင်ဗျာဒီမှာကျွန်တော်အဲအနေရကင်းကင်းနဲ့လမ်းသွားလို့ရတယ်ဒီမှာ ကဲဦးလေးမင်္ဂလာပါခင်ဗျာမင်္ဂလာပါဟုတ်ဒီဗလီမာပေါ့လေဦးလေးရဲ့ဟိုတာဝန်လေးကိုတစ်ချက်လောက်ပြောပြပေးပါအောင်ခင်ဗျာကျွန်တော်ဥမြင့်တန်းမှာဒီကမိုးကြကြမယ်ဘီလို့ခေါ်ပါလေဒီဗလီမာကျွန်တော်ဥက္ကရာပြည့်တာဝန်ယူထားပါတယ်ဟုတ်ကဲ့ဗျာဒီမလ28ရက်နေ့ငလင်မာပေါ့လေငလင်လောက်ခတ်တဲ့အချိန်မှာဦးလေးကဒီဘယ်မှာရှိနေလဲမသိဘူးခင်ဗျာကျွန်တော်ကဒီဗလီမာရှိတယ်ဗျဒီဗလီမာရှိတဲ့အခါကျတော့ဒီလိုလဲမထင်မှဘူးပေါ့နော်မထင်မှဘူးဆိုတာကာလိုင်းလိုက်ငလင်ကြုံမှုတယ်အဲငလင်ကြုံမှုလည်းလှုပ်တယ်လှုပ်ပြီးပြီးသွားတာပဲ အဲဒီဒီကားကတော့တော်တော်အံ့ဩစရာကောင်းတယ်။တရားတပည့်အတွင်းမှာပဲငလင်လှုပ်တယ်ငလင်လှုပ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 ်တယ်ဒေါ်ဆိုတာကြီးအကုန်ပြိုကျသွား။ပြိုကျဒီဘက်ကညောင်ဘက်ကနေရကြီးကလည်းညောင်ဘက်ကိုပြိုသွားတာ။ဒီလှုပ်ပုံလုံးเนี่ยပထမလှုပ်တာသဘောဝိုင်းလှုပ်တာသဘောဝိုင်းသဘောဝိုင်းလှုပ်တဲ့ခါမှာပြိုသင့်တယ်ပြိုသွားတာပေါ့နော်။အဲ့ဒီချိန်မှာဘယ်လိုလဲဒီမှာကျွန်တော်တို့ကတောက်ကြနေဆိုနေဒူးနည်းမြတ်ဖြစ်တော့ဝေးကြည့်မဲ့လူတွေအများကြီးပဲ။အများကြီး ပုံမှန်ဆိုကျွန်တော်ဒီပလီဝင်ပလီမာကြီးထဲမှာကလူ200ရှိတယ်ဒီပလီပြင်မှာ150ရှိတယ်150ရှိတဲ့အခါကျတော့ငလင်လက်ကြီးကြတာကျတော့ဒီကားတော်လဲပြင်းထန်တဲ့အခါကျတော့ဒီအပြင်ကလူလဲထွက်ပြေးသွားတယ်ဒါကျတော့ဟိုပလီထဲမှာရှိတဲ့အားလဲကန်ကောင်းရင်တော့အမိုးကြီးကဒိုင်းနေရှိတယ်ဒိုင်းနေထောက်နေတဲ့အခါကျတော့ချက်ချင်းမပြေသေးဘူးမပြေတဲ့အခါကျအဲ့မှာရှိတဲ့လူတွေကသူ့မိုးကိုဖောက်ပြီးထွက်ပြေးကြတယ်ထွက်ပြေးကြတယ်ဘာဒုတိယအကြိမ်လှုပ်လိုက်တာဒုံးဆိုတဲ့အခါမှာ ကျွန်တော်ဒီထက်ပြည်တဲ့အပေါက်မှာရှိတဲ့ဟာတွေကပြိုကျတယ်တော့ပြီးသွားတာပြီးသွားတော့ကျွန်တော်တို့တည်ဆုံးသူက80လောက်ရှိတယ်80လောက်တည်ဆုံးသွားတယ်အဲကျွန်တော်အဲ့တော့ပြီးခဲ့တော့ကြပါတော့အခုကဒါတပတ်ရှိသွားပြီနော်အဲပြီးခဲ့တော့ကြတော့အဲ့မှာကျွန်တော်တို့ချက်ချင်းကြေသေးတယ်ချက်ချင်းကြေသေးတဲ့ခါကျတော့ကျွန်တော်တို့လူ၈ယောက်ပဲရတယ်၈ယောက်မှာ၄ယောက်က dead body ၄ယောက်ကတော့အသက်ရှင်တယ်ဒါပေမဲ့၂ယောက်ကအိမ်ရောက်တော့စောင့်သွားတယ်၂ယောက်ပဲအသက်ရှင်ခဲ့ပါတယ် အဲနောက်နေ့ကျတော့ကျွန်တော်ဒီရှင်ယုံဖက်ရွှေဘွားရှင်ယုံဖက်တွေလာကြတယ်ရှင်ယုံဖက်တွေလာပြီးတော့မှကျွန်တော်တို့ကုင္ကြီးပြရသေးတော့အဲကုင္ကြီးပါဆိုကျွန်တော် dead body ပေါ်ခန်းတယ်မှသူတို့ပေါ်ပေးရ40ကျော်ရတယ်အဲကျွန်တော်တို့အတောက်ကြစနေတနင်္ဂနွေတနင်္လာနေ့ကိုခေါ်လိုက်တဲ့အခါမှာအပိဓာပေါ်ပြီးသွားတယ်ခေါ်ပြီးရခါမှာကျွန်တော်တို့80နီးပါးတည်ဆုပ်သွားပါတယ်အဲကြောင့်ဒီဟာဒံရရလူလည်းရှိတယ်တည်ဆုပ်တဲ့လူပဲပြင်းထန်ပါတယ်တော်လို့ဆိုးွားတဲ့ငလင်ကြီးပါ အဲဒီလိုငလင်လို့တဲ့အတွက်ကျွန်တော်ဗာပြစ်လဲဆိုတော့ကျွန်တော်ပလီတင်မဟုတ်ဘူးစကန်းတင်မျိုးလုံးနှီးပါပျက်စီးတာပျက်စီးတာမှာလူရဲ့နံပါတ်၄နေရအိမ်မရှိတော့ဘူးနေရအိမ်ရှိတော့နေရအိမ်ရှိတဲ့လူကလည်းမနေရဘူးမနေရတာကြတော့ကျွန်တော်ကွင်းရင်မှာထွက်နေရလမ်းပေါ်မှာနေတယ်ကွင်းရင်ရှိနေတာထွက်နေရတယ်ထွက်နေရအိမ်ကလည်းဘာမှမရဘူးဘာမှမရတော့အစနေစရတဲ့ခါကျတော့ကျွန်တော်ကဘာလို့လဲအခင်းလို့ကျွန်တော်စောင်းလို့အဲ့ဒီလောလောဆယ်လို့ပါပေါ့နော် နော်အဲ့ကျွန်တော်တို့တောက်ကြရဲစင်နေရဒီနေ့နေမှာဘာလို့လဲတောက်ရီတို့လိုအပ်တာဒါမဲ့အခုဒီနေ့နာနေကြတော့အဲစင်နေဒီနေ့ငနေဒီနေ့လာကြရောက်လာပါပြီဒီနေ့လာနေကြတော့အချွေရီရောက်လာတယ်အဲ့တော့ရေတံမှုတွေရောက်လာတယ်ခင်မင်းတို့တွေရောက်လာတော့အဲအခုဒီနေ့လာနေဒီတောက်ကြပြောင်းတော့အဆင်ပြေတယ်ဆိုပါတော့နော်အလုံးအဆင်ပြေပါတယ်ဒါမဲ့ကျွန်တော်တို့မှာဆက်ပြီးတော့ခက်ခဲရှိတာကပြိုသွားတဲ့အိမ်တွေကျွန်တော်တို့ပြန်ပြီးတော့မှဟိုရှင်းရင်းရအောင်မယ် ရှင်းလိုက်ပြီးတော့ကျွန်တော်တိရှောက်အောင်မယ်တိရှောက်ပြီးမှအလုပ်လေးလုပ်လိုက်မှဝင်ဝင်လေးရှိလာမယ်ဝင်ဝင်လေးရှိမှရက်လက်တွေမှာရက်တိတိုင်းမှာဒီကျွန်တော်တို့ဒီသမင်းတို့လာဖို့ရယ်ရေလာဖို့ရယ်ဆိုတော့လုံးလုံးစီပြေးလေတယ်ကျွန်တော်ပြေးလေပါတယ်အိမ်မှာလည်းမချက်နိုင်ဘူးလေမချက်နိုင်တော့ပြေးလေပါတယ်ဒါပေမဲ့ရေတင်းနဲ့ကြာလာလို့ရှိရင်ကျွန်တော်အခက်အခဲဖြစ်လာမှာဒါလို့တမျိုးလုံးလေးပါခံစားရတာတမျိုးလုံးလေးပါခံစားရတဲ့အတွက်ကျွန်တော်တို့အခက်အခဲဖြစ်လာမှာဖြစ်ပါတယ် โอเคဒါဆိုရင်ကျွန်တော်တို့ဒီရှင်းလင်းဖယ်ထားပြီးရဲ့နောက်ပြန်လည်ဒီထောင်ရေးအတွက်လိုအပ်ချက်တွေများစွာရှိနေကြပါတော့ဟုတ်တယ်ဟုတ်တယ်ရှင်းလင်းရှင်းလင်းတာလည်းကျွန်တော်တို့ဒါဘယ်လိုပြောလဲကျွန်တော်တို့အားနဲ့မနိုင်ဘူးမနိုင်တော့ခါကြီးသေးပြတော့ဒီရှင်ဝင်ရှင်ရောအဖွဲ့တွေကစနေနေ့ရရောက်လာပြီဒီနေ့ဒီအောင်သူတို့သူတို့ဈေးနဲ့သူတို့ကျွန်တော်ကြီးကဘာတခုမှဒုက္ခမပေးမယ်သူတို့ဆိုတာဒီနေ့ကျွန်တော်တို့အကူအညီပေးသွားတာသူတို့အကူအညီပေးရတယ်ဒီကွင်းကြီးကဒီလိုဖြစ်သွားတယ်ဒီအမှတ်တွေလည်းရှင်းနိုင်သွားတယ်အဲ့ဒါ ဲ့လိုဆိုလို့ဒါတဏှာတော့အရှင်ပြေသွားပြီကျွန်တော်တို့အိမ်နေမှာဆိုရင်အခုချိန်တောင်မဖော်နိုင်သေးဘူးမလုံနိုင်သေးဘူးမရှင်းနိုင်သေးဘူးအဲကျွန်တော်တို့မှာလည်းကိုယ်ပိုင်ဒုက္ခတွေရှိတယ်အဲ့ကြတော့ဘယ်လိုပြောရလဲကျွန်တော်ရှေ့မှာတော့လိုအပ်မှာပေါ့လေလိုအပ်မှာကျွန်တော်လုပ်ယူရမှာပေါ့နော်ဟုတ်လောလောဆယ်ပေါ့လေနေဆုံးရှုံးထားတဲ့လူတွေအနေနဲ့ဘယ်နှမ်းမှများယာယီသွားနေနေလည်းမသိဘူးခင်ဗျအဲများသောအားဖြင့်တော့ဟိုကိုင်းမြင်ရှိရင်ကိုင်းမြင်တယ်ပေါ့ဥပမာဆိုလို့ရှိရင်ဒီမှာပြောအထက်ကနေဆိုတာရှိတယ်အထက်ကနေထဲမှာမနေတယ်ဥပမာဆိုရင် ဟိုတယ်မောအမကစက်တေဆိုရှိတယ်မူလန်းအကြောင်းလေးတွေအဲ့လိုကိုင်းပြင်းမြန်မာနေတယ်တချို့ကြလဲကိုယ်နီနီနာကလမ်းပေါ်ပေါ့လမ်းပေါ်မှာပဲထွက်နေကြတယ်ကျွန်တော်ကိုယ်ကလည်းကိုင်းမြန်နေမှာကူသွားအိမ်နေရတာဟုတ်ကဲ့ခင်ဗျာအခုလိုပြပြဆိုဆိုဖြေချပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဟုတ်ကဲ့ပါ